တရားအထုတ်တဲ့ယောဂီများဟာသံဝေကဉာဏ်ဖြစ်ဖို့လိုအပ်တယ်လို့ရှင်းတော်ကပြောခဲ့ခုပါတယ်။မြတ်စွာဘုရားလက်ထက်တော်ခါကကြီးမားစွာသောလောကထာနဲ့ကြုံဆုံရပြီးတော့သာသနာဖောင်ထဲဝင်ရောက်လာကယဟန္တာမကြီးတွေဖြစ်သွားတဲ့သာရကကြီးရှိပါတယ်။အထူးသဖြင့်ပဒါစာရီတို့ ကိလာဂေါတမီတို့ဆိုတာဟာမိသားစုတွေဝေဆုံးလို့အလုံးပူဆွေးဝမ်းတဲ့ဩကာတွေဖြစ်ပြီးယူမလို့လို့ဖြစ်နေရတာဘုရားနဲ့တွေ့ပြီးတော့အရာဟောတဲ့တရားနာကြရတာပါရမီရင့်စွာကြွတ်ချိန်တန်တော့လည်းပဲကြွတ်တန်းနေဝင်ကြပါလေဒါဒီဟာလောကထံနဲ့ကြုံတွေ့နေရတဲ့ပုဂ္ဂိုလ်တွေအတွက် ဒီဒုက္ခကိုအကြောင်းပြုလို့ဒုက္ခကိုရရှိကြစေတယ်ဆိုတဲ့သာဒကတစ်ခုပေါ်လေ။ဒါကြောင့်လောကသားတွေလောကထံနဲ့ကြုံတွေ့လို့ဆင်းရဲဒုက္ခတွေစုံရတဲ့အခါမှာတရားကိုနှလုံးသွင်းနိုင်မယ်ဆိုရင်တော့ဒီဒုက္ခတွေကလွတ်မြောက်ပြီးတော့မိမိဘဝမှာကြီးမားတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာကိုသက်သေပြတယ်။ဒါကြောင့်ဘလို့ဒုက္ခပဲကြုံရကြုံရ အရာစာကြီးလောက်ဟောကဖြစ်เสียပဲရှိအောင်မလဲเนาะအတိတ်ဘဝတစ်ခုကဓမြ6ရောင်အိမ်ဝင်ပြီးဓမြတိုက်တော့ဣသဇုကိုသတ်တာကိုတွေ့အဲ့ဒီမှာစိတ်ထဲနာကြည့်ပြီးတော့ကျိန်ဆိုပြီးတော့ဆူတောင်းခဲ့သင်တို့6ဦးစလုံးဟာငါမိသားစုသတ်လို့ပဲငါမျက်စိရှိမှာပဲ တော်တဲ့တော်မွေကြိုက်ပါစေရေတဲ့ဆင်ရေနစ်ပါစေကုန်းမော်နေစွန့်ချီပါစေအိမ်တဲနေအိမ်ပိလေပါစေဆိုပြီးတော့အဲ့ဒီမှာနာနာကြီးကြီးစူတောင်းခဲ့ဖြစ်ချင်တော့မြတ်စွာဘုရားလက်ထက်တော်အခါမှာသူကြိမ်ဆူခဲ့တဲ့ဓမြအားလုံးဟာသူ့မိသားစုတွေဖြစ်ကြရဒါကြောင့်ကိုတာကနဲ့မဗဒာဆိုပြီးဇလန်းတစ်ခုဖြစ်ခဲ့တာပေါ့နော် လင်ကိုမွေခဲသားငယ်စွန်ချီသားကြီးရေနစ်မိဘမောင်းပွားတွေကငလျင်လှုပ်လို့အိမ်ပြိပြီးသေကြရတယ်ကြီးသမားဆွေမျိုးသားချင်းအကုန်သွေတော့ဗရာစာကြီးသက်သက်ခါယူပြီးတော့ဖရဲထံမောက်ရောက်လာအဘိုးစားကလည်းမကပ်ဘူးအတိတ်ဘဝကတကြိမ်တကြိမ်တခါလောက်ဝိပဿနာတရားနာဖူးခဲ့လို့ ဘုရားထံမောက်ကိုရောက်ရှိလာတယ်လို့ဆိုရမှာပါပဲ။